မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့နေဆက်ဒေတာကရဲမေတဝူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်အမအီတက်တေကနေတက်ချုပ်ကြီးမိသားစုပိုင်အောင်မြင့်မုံမင်းအတ္တအမခန်ကုမ္ပဏီမှာအတ္တအမခန်ထည့်ထားကြပါတယ်အတ္တအမခန်ထည့်တဲ့စစ်တီတွေဟာအမခန်ကာလ9နှစ်ဒါမှမဟုတ်10နှစ်ထားပြီးလစဉ်ထည့်ဝင်ရပါတယ်တမကာလပြည့်သွားရင်9နှစ်တကြိမ်ထုတ်ပေးတာရှိပါတယ် ဆယ်နှစ်တစ်ကြိမ်နဲ့ရှိပါတယ်။မြမာလေးရဲ့အမျိုးသားဟာအသက်အာမခံ9နှစ်ထားတာပြည့်ပြီလို့9လကျော်နေပါပြီ။လားစာတွေကဖြတ်တုံးကတော့လားစီမပြတ်မှန်မှန်ဖြတ်ပြီးတက်မှတ်ကာလပြည့်တော့ဘသူ့ကိုအဖေခေါ်ပြီးထုတ်ရမလဲမသိပါဘူးအမကြီး။တက်ကပဲအလုံးမလုံးတာလားအထက်ကပဲချမပေးတာလားမေးတော့လေဘသူမှမဖြေကြပါဘူး။တက်တိုင်းလိုလိုပါပဲခန်းစားနေကြရတာ။လားစာကိုမိခိုပြီးရက်တည်ရတဲ့မိသားစုတွေရဲ့ကိုစားပြောပေးပါအောင်နော်။ နေဆက်ကတက်တွေကစစ်တီရဲမေတွေရဲ့ဘဝကပုံဆိုးနေပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မဆေးဘောက်ကနေတစင်းစာပေးပို့ပြီးရင်ဖွင့်နိုင်ပါတယ်။ပေးပို့လာသူတွေအချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးချမှာပဲဖြစ်ပါတယ်ရှင်။